martinlibrary.com. ဆက်ဆက်တော့ဒီကောက်ကြီးက959ဒိန်5000ကျော်။အဲဒီကောက်ကြီးကဘယ်လို တော့မေတ္တာသင်္ကအပွက်ပွက်ပြီဆိုလို့ရှိရင်မေတ္တာသင်္ကအပွက်မှာလည်းပဲဒါစီကံလဲထိုင်တာလူနေတယ်မေတ္တာဆိုတော့တယောက်တစ်ယောက်ချီးခင်တာတော့ဘုပဲဟိုနားလည်းမရတယ်မေတ္တာရဲ့မူရင်းလေးပဲကမေတ္တာသင်္ကမဆိုတဲ့ဒီနာမနဲ့ပေါ်လေးပွက်ပြီးတော့အများအကျိုးပြုပရိဒတ်လည်းမဆောင်ရကြတဲ့အွယ်စီအတိတိကိုဒီလိုချွတ်တဲ့ဇာတ်ကညီပြီးတော့တုံ့တုံ့ဆူဆောင်းပြီးတော့ရရှိတဲ့ပြုတော်မူလေးကိုပံ့ပိုးဆောင်ရမ်းလဲကြတာနဲ့ဆက်တယ် 都警惕好，这个主张中央下，力有

ဖြစ်စီဖြစ်စီချင်းဖြစ်စီဖြစ်စီလည်းရူတော်၌လည်းရူတော်၌ပါဝင်၍ပါဝင်၍ဥဒ္ဒံပါတော်ဤဥဒ္ဒံပါတော်ဖြစ်ပြီးရှင်တော်ဖြစ်ပြီးရှင်တော်ဆောင်း၍ သီမံတော်သီမံတော်ပြည့်ဝရှိပြီဟဲ့ပြည့်ဝရှိပြီသက်တူတာကသက်တူတာသေယုတ်သေယုတ်26ချိန်မြောက်26ချိန်မြောက်အလင်းအူတော်၌အလင်းအူတော်၌တူရန်အတော်သူတော်သည်ဝိရဏရှင်တို့အဝိရဏရှင်တို့အတိယ၍အတိယ၍ဆန္ဒသာသာဆန္ဒသာဖြစ်စေဖို့ယံဖြစ်စေဖို့ယံ၆ပတ်၆ပတ်ရပါစေတည်းရပါစေအများအကျိုးပြုကိုစင်တပါရှင်လန်းချမ်းသာကြသေးဖို့ ဆောင်ရွက်ကြတဲ့လုပ်ငန်းကြီးမှာပေါင်ပြန်ဆောင်ရွက်ကြခြင်းဖြင့်အလုံးမျိုးပါသာသနာတော်ကျုပ်ကိုဆရာဘုတို့ပြီးတော့ဆောင်ရွက်နိုင်ကြပါစေလို့ပတ္ထနာအောင်စုပြုပြီးတော့ဆုတောင်းအပ်ပါတည်းကျွန်တော်အခုရွှေပြည်ဟိကုသိုလ်ပြည့်ဈေးကမှာမျက်စိဝေဒနာရှင်များအတွက်ကျွန်တော်လာရောက်လှူဒါန်းတာပါ ဲ့ပါဗျာအလုံးလေးလေးထည့်ရပြီးပြသပေးပါဦးလူငွေကတော့အားလုံးပေါင်းကျွန်တော်တို့ဒီတစ်ဖွဲ့လုံးထည့်လိုက်တာလူငွေ33သိန်းရပါတယ်ကျွန်တော်တို့အမှုပြဏသမားဆိုတာ ကတော့ဒါကပြိဿာကြောင့်ရက်တီလာနိုင်တာပေါ့နော်ပြိဿာကြောင့်ဖြစ်လာခဲ့တာပါကျွန်တော်တို့ဘုံပြိဿာရဲ့ကျေးဇူးတွေအများကြီးရှိပါတယ်ကျွန်တော်တို့အခုပရိုက်တာအလုံးလုပ်ငန်းလေးတွေလူတိုင်းလုပ်တယ်ဆိုတော့လည်းကျွန်တော်တို့ရဲ့ကျေးဇူးရှင်ပရိသတ်ကိုကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကတပယ်တလန့်ပြန်ပြီးကျေးဇူးဆက်ခြင်းဖြစ်ပါတယ်ပရိုက်တာလုပ်ငန်းတွေကလုံရင်းလုံနေတကယ်ကြည်နူးစရာကောင်းလာပါတယ်အရင်တော့ကျွန်တော်လည်းဒီလိုမျိုးပေါ့ ဟိုရွေးချက်တိတ်ကြီးမှမရှိပါဘူးလူငယ်တွေဆိုတော့ခက်ပြပေါ်ခက်ပေါ်ပေါ်ပဲနေကြတာပါကျွန်တော်ရဲ့ဒိန်းတော်ရဲ့နှစ်ယောက်နှစ်ယောက်ထဲလဲအဲ့လို brighter လုပ်ငန်းတွေလုပ်ဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ကမိဘမဲကလေးတွေနဲ့ပတ်သက်ပြီးတော့လုပ်တာများတယ်အာဘာကြောင့်လဲဆိုတော့ကျွန်တော်ငငယ်လေးတည်းကမိဘအရင်အနေနဲ့ကွဲကွာပြီးတော့မွေးစားဖေမီလက်ထက်မှာပဲခြေပြင်းတာဆိုတော့အဲ့တော့မိဘမဲကလေးတွေကိုကိုချင်းစားတယ်အဲမိဘမဲတွေကိုအတွက်ကိုဦးစားပေးပြီးလုပ်ဖြစ်တာများပါတယ်အဲ့လိုလုပ်ရင်းနဲ့နောက်ပိုင်းမှာလန်ခင်းတဲ့ကိစ္စတွေဘာတွေကစအကုန်လုံးလုပ်ဖြစ်လာပါတယ်အခုနောက်ပိုင်းတော့ဒီမေတ္တာသင်္ကအဖွဲ့မှာအဖွဲ့ဝင် ဝင်လိုက်တဲ့အတွက်ဒါကြတော့ကိုခန်းတို့လောက်တာကြတော့ပို့ပြီးတော့ဟိုအဆင်ပြေတယ်ဗျတူးတယောက်တည်းမဟုတ်ဘဲနဲ့နိုင်တော့3000နဲ့စပြီးတော့လူနိုင်တယ်ကြက်တော့လူလို့ရတယ်ဆိုတော့ဟိုအများကြီးလည်းမဟုတ်တော့ဟိုလက်နိုင်ချင်တယ်လူနိုင်တယ်ပေါ့နော်အဲ့တော့လာစဉ်လူနိုင်တဲ့အနေအထားမျိုးဆိုတော့ဒီလိုမျိုးအသင်းဖွဲ့လည်းတကယ်ရှိတတ်မှာလို့ဂျင်းနီကဒီမြစ်တာတင်ခါနဲ့ဂျင်းနီလိုက်ခဲပါတယ်အခုရန်ကုန်မှာလည်းဂျင်းနီရှိရဲ့ချိန်လေးဖြစ်တယ်နောက်ဟိုဟာဒီဟို မျက်စိနဲ့ပတ်သက်တာဆိုတော့လေကျန်နေရငါကိုကလေးကလည်းကိုကိုရန်လည်းမျက်စိအားနေတယ်။အဲဒီအခုဒီမကြသေးရံမှာလည်းဖီးယားမျက်စိနှလုံးခွဲလာတာဆိုတော့လေအဲ့တော့ကိုချင်းစားတယ်အဲ့တော့မျက်စိအလူဒါနာဆိုတော့ကျန်နေပြူချင်းလို့ပါဟုတ်ဟုတ်ငငယ်တော့အဲ့လိုပဲဟိုမီးမပြည့်မစုံတဲ့အဲ့လိုမျိုးစာရည်ပိုင်းရှောက်ဖတ်တာတွေပဲပေါ့အဲ့လိုမျိုးတွေလုပ်တယ်။အရင်တော့စာရည်ဖတ်တယ်အခုနောက်ပိုင်းတော့မဖတ်တော့ဘူး။သူများပြောတာပဲနားထောင်တော့တယ်။အာဒီလိုအလူဓာတ်လုပ်တယ်ဆိုတာအရန်မုံမြတ်တဲ့အလုပ်အရန်ကောင်းတဲ့အလုပ်ပေါ့နော်။ ဟိုကိုမငွေကြေးရှိမှမဟုတ်ဘူးလေကိုရဲ့ဟိုဥပမာကိုရဲ့လှုပ်အားနဲ့ပဲဖြစ်ဖြစ်မြစ်တာလေးပဲဖြစ်ဖြစ်ပါဝင်လို့ရှိရင်ဘယ်ဟာမဆိုဘောတော့အလူတစ်ခုဖြစ်သွားတာပါပဲလို့ဟိုတချို့ကပတ်စံရှိမှလူလို့ရတယ်လို့ထင်နေပေမဲ့လေအဲ့ဒါတွေကအဓိကမဟုတ်ဘူးအဓိကစိတ်ကအဓိကပါပဲလို့အဲကိုတော့ဒီအဖွဲ့စပြီးတီထောင်နေဟိုကိုကဒီမှာပါဝင်ဖြစ်ပါတယ်အဓိကတော့ဟိုခီးသွားတဲ့မအားတဲ့အချိန်တွေတော့မလာပြေဘောနော်အခုတော့ဒီတစ်ပတ်တော့လေအခုရောက်အောင်လာမယ်ဆိုပြီးလာခဲ့တာ ကောင်းတဲ့အလုပ်ကိုစုလုပ်ကြတဲ့အတွက်ကြောင့်ဒါကောင်းတော့ရည်ရွယ်ချက်နဲ့ပေါ့နော်အဲအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဟိုအရန်ဟိုဝမ်းတာပါအထူးသဖြင့်ကိုခန့်ဟိုကိုခန့်စီသူကဦးစီးပြီးတော့ဒီလိုမျိုးလုပ်လို့ကျွန်တော်တို့တောင်မှဟိုတခါဟိုပြက်ကွက်တယ်ပေါ့နော်ဒါပေမဲ့ကိုခန့်ဆိုအမြဲတမ်းမပြက်မကွက်သူဆိုလို့ရှိရင်ဦးစီးဦးဆောင်လုပ်ပြီးတော့ဒီလိုမျိုးလိုအပ်တဲ့နေရာမှာအမြဲတမ်းလိုက်လံလုပ်ရတဲ့အတွက်ရန်ပီတိဖြစ်ရအောင်အာဒါပမာဏုလူလေဆိုတော့နဲတောင်နဲပါသေးတယ်ဟုတ်ကဲ့ဆိုတော့ဒါတော့ပမာဏုတက်နိုင်တယ်ပေါ့လေကို ငယ်စားလေးနဲ့ရနိုင်တာတက်နိုင်တဲ့လောက်ကလေးမှန်လို့လူတာပေါ့ဆိုတော့မှလို့ဒီထက်လည်းအများကြီးလူကျင်ပါတယ်တချို့တွေဆိုရင်တိမ်ကြီးစောက်တယ်အဲ့လိုမျိုးဒီဟိုဘုံကြီးချောင်းတွေမှာထက်အမြင့်ကြီးတွေစောက်ပြီးလူကြတာအရန်အားကြတယ်ကိုကန့်လို့လေမထက်တို့လူအများကြီးလူကြတာပေါ့လေအဲ့လိုမျိုးလူနိုင်အောင်ပုံမှန်လို့ကြိုးစားပါမယ်ဟဲ့